ိုင်တရာကတာမီကိစ္စမှာသူမတို့ဘက်ကမလွန်ကြောင်းဖြစ်မှန်ကို CCTV မတန်းနဲ့ချပြလာတဲ့ Twitter သူဆိုင်ပါရှင်ပစ္စည်းလက်တုပ်တဲ့လိုင်တရာကတာမီဖြစ်စင်မှာလူတွေထင်လွဲနေတဲ့ကိစ္စကိုအခုလိုပြန်လေးဖြေရှင်းလာသူက Twitter သူဆိုင်ပါရှင်ရဲ့ညမဖြစ်သူမတ်ဖြူလေးပါ အလုံးတီကြတဲ့တိုင်းလိုင်းတရားမှာထွက်တာသူဆိုင်မှာတော့အမျိုးသမီးတယောက်ကကလေးတစ်ဖက်နဲ့ပစ္စည်းလာလေတုံးလို့အဆိုပါဆိုင်ရှင်မျိုးသမီးကကိုတိလက်ရောက်ဆုံးမနေတဲ့ဗီဒီယိုဖိုင်ကနေလူတွေရဲ့ဒေါသထွက်ခြင်းကိုခံနေရတာပါအထူးသဖြင့်ကလေးပါနေတာတော့ဒီလိုဆုံးမရသလားရှဲလက်အလိုက်လို့မရှာဘူးလားစသဖြင့်လူတွေကဝေဖန်နေကြတာဖြစ်ပါတယ်အဆိုပါကိစ္စကြောင့်လေတွေ့တာသူဆိုင်ဖတ်ရှင်မျိုးသမီးဟာရဲစခန်းမှာထိမ့်သိမ့်အမှုဖွင့်ခံထားရတာပါ အခုခါမှာတော့ဆိုင်ရှင်ညမဖြစ်သူကဆိုင်ထဲက CCTV မှတ်တမ်းနဲ့အတူချပြလာတာပါအဆိုပါဆိုင်ရှင်ညမဖြစ်သူကသူမရဲ့အမဟာဆိုင်ကတစ်ခါမဟုတ်နှစ်ခါမဟုတ်သုံးခါတိတိပျက်စီးယူခံရတာကြောင့်လည်းစိတ်ဆိုးဒေါသထွက်ကကိုတိလက်ရောက်လုံမိသွားကြောင်းဒီလိုလုံမိခဲ့ပေမဲ့လည်းကလေးကတော့အများထင်လွဲတဲ့လို့တစ်ခုခုလှုပ်တာမျိုးမရှိကြောင်းကလေးကိုယူရာကလည်းထိမိမှဆိုလို့ဖြစ်ကြောင်းကလေးကလည်းမုန်းတဲ့ရေတိုက်ကသူမမောင်လေးကိုယ်တိုင်းမိခင်လက်ထဲကောင်းကောင်းမွန်မွန်ထည့်ပင်းလိုက်တာကို CCTV မှတ်တမ်းတွေမှာမြင်နိုင်ကြောင်းရှင်းပြလာတာဖြစ်ပါတယ်။တခြားတစ်ဖက်မှာတော့ကလေးကအမေရင်မဟုတ်လို့လေလူပြောများနေတာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေခံရောလှိုင်းတရားတားမိဖြစ်စဉ်ကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။